င်္ဂလာပါရှင့်ဒူဂလာဖြစ်တူလန်ချန်နယ်ကနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့ခင်မှာဆိုရင် VPN နဲ့ Antivirus တွေကလူတိုင်းလူလူသုံးလာကြတယ်။အဲ့လိုသုံးတဲ့အခါမှာရောကိုယ့်ရဲ့လုံခြုံရေးနဲ့ data တွေကာကွယ်နိုင်ဖို့အတွက်ဘယ်လို VPN နဲ့ Antivirus တွေကိုရွေးချယ်ကြမလဲ။ဘာတွေတတိထားရမလဲဆိုတာကိုဘ ഹു သုဒ္ဓရအောင်လို့အစစ်စစ်ပေါ့နော်ဒီ video လေးထဲမှာပြပြပေးသွားမှာပဲဖြစ်ပါတယ်။အရင်ဆုံးဘာအတွက်ကြောင့် VPN လိုအပ်တာလဲ။ ကိုရီက VPN ကိုဘာလို့လိုအပ်တာလဲဆိုရင်ဟက်ကဒါမှမဟုတ်တယောက်ယောက်ကကိုရီရဲ့လှုပ်ရှားမှုကိုခြေရာခံလို့မရအောင်လို့ပေါ့နော် IP address what for တော့အဥမာအရှင်းဆုံးပြောပြရမယ်ဆိုရင်ကိုရီနိုင်ငံမှာဆိုရင် Facebook ကိုကန့်သက်ထားရလीနော်ဒါကြောင့်မို့လို့ VPN ကြော်သုံးလာရတယ်ဒီတော့နောက်တစ်ခုအနေနဲ့လေ public wifi နေတုံးတဲ့အခါမှာလေကိုယ့်ရဲ့ data တွေအဟက်မခံရဖို့အတွက် VPN ကိုတုံးရတာပဲဖြစ်ပါတယ် အဲ့တော့ VPN တစ်ခုကိုရွေးချယ်တော့မယ်ဆိုရင်ဘာတွေကိုကြီးတင်လဲ VPN သုံးမယ်ဆိုရင် internet speed ဘလောက်ကြလဲ AES 256 bit လိုမျိုးစစ်တပ်သုံး encryption တွေပါရလား VPN ကကိုယ့်ရဲ့ data တွေကိုမှတ်တမ်းမထားဘူးဆိုတာကိုသိကြရလားနိုင်ငံတော်တော်များကိုချိတ်ဆက်ပေးနိုင်တဲ့ server တွေရောများလားပြော free VPN နဲ့ paid VPN ဘယ်အောင်ပိုကောင်းတာလဲစတာတွေကိုပေါ့နော်အရင်ဆုံးလေ့လာကြည့်တင်ပါတယ် ကဲဟုတ်ပါပြီအခုပြောသွားတော့ဟုတ်ပြီဒီအပေါ်ကအချက်လက်တွေအကုန်ပါမယ်အစီအပြေနိုင်မဲ့ဖွေပြရဘာလို့ရှိမလဲတခါလဲပြပြပေးမယ်ပတ်စံပေးပြီးတော့ဝယ်သုံးရတဲ့ premium vpn ပိတ် vpn နေမှာဆိုရင် no vpn တို့ expert vpn တို့ဒီ subshop vpn တို့ကကောင်းတယ်လို့ပြောလို့ရတယ် Proto VPN ကလည်းကောင်းတယ်ပေါ့နော်ဒီ Proto VPN ဆိုလို့ရှိရင် free လည်းရတယ်လို့ပိတ်လည်းရပါတယ် win subscribe တို့လိုမျိုး VPN နေလဲကောင်းတယ်ဒီ win subscribe ဆိုလို့ရှိရင်ဈေးနှုန်းတက်တာပြီးတော့သုံးရတာလည်းအဆင်ပြေပါတယ်ဒီဟိုလာတို့အထားမို့ VPN တို့လိုမျိုးလေအခမဲ့ VPN အများစုအကြတော့တေချာရွေးချယ်ပြီးမှသုံးသင့်ပါတယ်။ VPN အကြောင်းနဲ့ပတ်သက်ပြီးတော့သိသွားပြီဆိုတော့ virus တွေမဲဝဲတို့ကနေပြီးတော့ကာကွယ်ပေးတဲ့ antivirus အကြောင်းနဲ့ပတ်သက်ပြီးတော့ဗဟုသုတရအောင်လို့ဆက်ပြီးတော့ပြပြပေးသားမယ်။ antivirus ကဘာတွေလုပ်ပြီးလဲ။ ာလို့ပဲလဲဆိုရင်သူကဗိုင်းရပ်စ်တွေမဲဝဲတွေရာနေပြီးတော့ကာကွယ်ပေးရဖယ်ရှားပေးရပြီးတော့ fashion website တွေကိုတားဆီးပေးပြီးတော့ဒီအနေရရှိတဲ့ file download လုပ်မိရင်လဲသူကတတိပေးတဲ့အရာမျိုးပါကဲဟုတ်ပြီ antivirus ရွေးရင်ရောဘာတွေဆေးရမလဲ antivirus ကြောင့်ကိုယ့်ရဲ့ကွန်ပျူတာအလုံးလောက်တာနှေးသွားလား AV test တွေ AV comparative တို့လိုမျိုးလွတ်လပ်တဲ့ laptop reset တွေရှိလား firewall တွေ password manager တွေ VPN တွေရောပါလားသူမှာတစ်နှစ်ကုန်ကြစီကဘယ်လောက်ရှိရလဲ ဒါတွေကိုပေါ့နော်အန်တီဗိုင်းရပ်စ်ဝင်စစ်ဖို့လိုအပ်တယ်အဲ့တော့အန်တီဗိုင်းရပ်စ်တဲဆိုလို့ရှိရင်တော့ဘေဟာတွေကသုံးသင့်လဲအကြံပြုရမယ်ဆိုရင်ပတ်စံပေးပြီးတော့ဝယ်သုံးရတဲ့ Premier တွေကဆိုရင်တော့ Bit Defender တို့ Kaspersky တို့ Norton တို့အဲ့ဒါကြီးကောင်းတဲ့ထဲပါရဲပေါ့နော် Free သုံးလို့ရတဲ့အန်တီဗိုင်းရပ်စ်တွေတည်းကဆိုရင်တော့ Avast Free Antivirus တို့ AVG တို့ Windows Defender ပေးရင်ဒါတွေကမစိုးဘူးပေါ့အာတကယ်လို့ကိုက Mac ဖို့သုံးနေဆိုရင်တော့ Intigo တို့ malware virus တို့ဒါတွေကအဆင်ပြေပါတယ်။ VPN နဲ့ antivirus ရွေးတဲ့အခါမှာအရှောင်သင့်ဆောင်ကတော့ကိုယ့်ရဲ့ data ကိုရောင်းစားသွားနိုင်တဲ့ free VPN သုံးတာတွေကိုတက်နိုင်သလောက်ရှောင်ရမယ်။ပြီးတော့အခမဲ့ antivirus တွေဆိုလို့ရှိရင်လည်း antivirus ကို update မလုပ်တဲ့အတွက် virus အသစ်တွေကိုမကောက်ွယ်နိုင်တာဖြစ်တတ်တယ်။ပြီးတော့တစ်ချိန်တည်းမှာပဲ antivirus နှစ်ခုသုံးတာတွေမလုပ်သင့်ပါဘူး။ဘာလို့ဆိုလို့ရှိရင် system crash ဖြစ်စေနိုင်တယ်ပေါ့နော်။ဒါကြောင့်မို့ပေါ့နော် VPN ကအကောင်းဆုံးဖြစ်မလဲ။ အခြေခံလုံခြုံရေးအတွက်ဆိုရင်တော့ Windows Defender နဲ့ Proton VPN Free ကိုတော့အစင်းမြင့်လုံခြုံရေးအတွက်ဆိုလို့ရှိရင် Bit Defender နဲ့ Nord VPN နဲ့ကိုတော့အာမှပါတော့ကိုက Netflix တို့ streaming တို့ကြည့်ဖို့အတွက်ဆိုလို့ရှိရင်လည်း Expert VPN တို့ဘာလို့သုံးတင်ပါရဲ့ ကဲအခုချင်းနေတဲ့သူတွေရောဘေးဖွေးပြန်အန်တီဗိုင်းရပ်စ်တွေကိုသုံးနေလဲဆိုတာကိုမမမှာပြောသားခဲ့လို့ရပါတယ်။မသိတာလေးတွေထပ်ပြီးတော့သိချင်တာလေးရှိရဆိုလို့ရှိရင်လည်းဒီ YouTube ဗီဒီယိုကိုမဘောက်ကနေပြီးတော့မှတ်သားလို့ရပါတယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။